လေပြင်းတွေကဒရဇက်တိုက်ခတ်လို့နေပါတယ်မိုးကလည်းတဲတဲမို့ကားရှိကရေရက်တန်တော်ညောင်းနေတော့ပါပြီရှေ့မြင်ကွင်းကလည်းမသေးမကွဲမို့ညီထွတ်ကားကိုတော်တော်လေးကိုဂယူးဆိုင်ပြီးမောင်းနေရပါတယ်မြို့ကထွက်လာတော့မိုးလေးညိုယုံရှိပါသေးတယ်အခုတော့ပြင်းတဲတဲမဲမဲနဲ့အညိုတကြီးနိုင်လာပါတယ်တောက်တစ်ချက်ခောက်လိုက်ရင်လည်းကားအရှိန်ကိုရှော့ချလိုက်ပါတယ် နို့မဟုတ်လို့ရှိရင်ရှေ့မြင်ကွင်းကမတဲမကွဲမလို့ဘဲချေဘာကိုဝင်တိုက်မိမယ်ဆိုတာလည်းမသိရပါဘူးကားမီအောင်ရှေ့တခိုက်လောက်ကိုပဲမတဲမကွဲတာမြင်နိုင်တဲ့အခြေအနေမဟုတ်ပါလားအဲဒီချိန်မှာပဲကားရှိကအရေးမဲတခုကြောင့်ကားကိုအရှိန်မီဘရိတ်အုပ်လိုက်ရခြင်းဖြစ်ပါတယ်မှောင်မောင်ထဲမှာမမဲကြီးတာမြင်နေရတာမို့လူလားတေးရဲလားဆိုတာတော့မတဲကွဲလာပါဘူးညီတို့ကတေးရဲဂျာကင်ကိုဆွဲဆေးလိုက်ကကားတကားဖွင့်ပြီးဆင်းလိုက်တော့မိုးရေကမျက်နှာကိုဖွဲခနဲ့ဆိုလာဆင်းပါတယ်ကားနဲ့မနီမိုးဝေးမှာတော့ခုနကမြင်နေရတဲ့မမဲအရာဟာလူတယောက်ပါ မိန်းကလေးတယောက်ဆိုရင်ပုံမှန်ပါတယ်ဒီအချိန်ကြီးဒီလိုနေရာမှာမိန်းကလေးတယောက်တည်းဟုတ်မှာဟုတ်ပါလိမ့်ကြဒီမှာဟဲ့သူ့ရဲ့အတန်ကိုမြင်ပြီးခေါ်လိုက်ခါမှာအမျိုးသမီးလေးကခေါင်းမော်လာပါတယ်ကားမီးကမှုန်ဝါးဝါးမှာပဲအမျိုးသမီးလေးရဲ့မျက်နှာဟာဝင်းဝင်းဆက်ဆက်ရှိလာပါတယ်သပင်းရှင်များကတော့ပားပြင်တစ်ချောင်းမိုးရီတွေနဲ့စိုကတ်ကတကူလုံးကိုလွှမ်းခြုံနေပါတယ်ညီတို့ကမိန်းကလေးတယောက်မို့လို့ဆွဲထူတဲ့မထူတဲ့တွေ့ဝင်နေမိပါတယ်ဒီကြားထဲမှာမိုးရီတွေကတကူလုံးကိုစိုရွှဲနေတော့အာနာရပြန်ပါတယ်အမျိုးသမီးလေးရဲ့ဘေးနားမှာမိုးစိုးဒူးထောက်ထိုင်ချလိုက်ပြီးတော့မင်းရရလား ချမ်းပြီးတော့ပြာနန်းနေတဲ့နှုတ်ခမ်းသားလေးတွေကအဖွင့်ပိတ်ကိုအတော်လေးအားယူနေရပုံရပါတယ်ပြောလေဟိုကျုပ်ဘာကူညီပေးရမလဲပြီးတော့ဒီချိန်ကြီးမင်းကလူရောဟုတ်ရလားမြမြအိမ်ပြန်မရစေရှင်မြကိုကူညီပါနော်ကူညီတာကတော့ရပါတယ်ငါယောက်ျားလေးလေးဒီချိန်ကြီးမင်းကိုငါကူညီလိုက်လို့ရှင်မင်းမိပါတယ်မင်းပတ်ဝန်းကျင်တွေကဘာပြောမလဲကျုပ်ကိုယုံကြမှာလားမြမြကိုယုံပါရှင်ရှင်ကိုဘာမှမထိခိုက်စေရပါဘူးရှင် ကဲမီအဲ့ဆိုကားပေါ်တက်လေအမျိုးသမီးလေးကရုတ်တရက်ထပ်ရက်လိုက်တာမလို့တစ်ချက်ရိုင်းထွက်သွားကညီထုကလမ်းထိမ့်မိလိုက်ရပါတယ်မထူးတော့ဘူးမလို့ကားထဲထိတွဲပြီးတော့ပို့လိုက်မိပါတယ်မုတ်ဆိုးမှသွားလေရမိုးလိုက်လို့ရွာပဲရှိပါတယ်အခုတော့သူ့ဖြစ်ကမုတ်ဆိုးမှလည်းမဟုတ်ပါပဲနဲ့မိုးလိုက်လို့ရွာတဲ့ပြင်ဒုက္ခဦးလေးတယောက်ကားပေါ်ထိပါပါလာခဲ့ပါပြီကားထဲကိုရောက်တော့သူ့တရေကြခင်ကိုသူမစီကိုလမ်းပေးလိုက်ပါတယ်အတော်လေးကိုချမ်းနေပုံလဲရပါတယ်သူမကလည်းဟန်အောင်မဆောင်နိုင်မဲနဲ့လမ်းယူလိုက်ပါတယ်မျက်နှာမေကမျက်စုံးမှုပါရှင်မြို့ကနေလာတာပါ ီဒေတာကိုလည်းမြတ်မကြွမအောင်ရှင်ဒါဆိုဘလို့လုတ်ပြီးတော့ဒီနေရာကိုရောက်လာလဲမြတ်ဆီယာမလေးပါယာရူတိုနဲ့ရွှေပြောင်းလာလို့ဒီ ው တယောက်တည်းရောက်လာတာပါလမ်းမှာကားအစီတန်းဖြစ်တော့ရုံရင်ဆက်ကကြာနေမြတ်ဘလို့ကြံငယ်လည်းမသိရပါဘူးရှင် ဟာမဖြစ်နိုင်တာကွာတကယ်ပြောနေရပါရှင်။မြဒီဒေတာကိုလည်းမသိပါဘူး။မြတယောက်လည်းတွားနေရလူစိမ့်နေနဲ့တွေ့လို့ရှင်ကြောက်လို့တော်လန့်နဲ့ကိုလည်းဝင်ပြေးရပါသေးတယ်။ညီထုတယောက်ဂယုဏသက်စွာကြည့်လိုက်မိပါတယ်။ဒါနဲ့မင်းလောက်ကြတဲ့ရွာနာမည်တော့သိမှာပေါ့။ဟုတ်ကဲ့ပန်းလာရွာပါရှင်။ဩကျုပ်နေတဲ့နေရာနဲ့မဝေးဘူးပဲ။ဒါနဲ့မင်းဗာဆက်လုံးမစိတ်ကူးထားလဲ။ဟို ဟိုလေထားပါတော့ငါပဲကုညီလက်စားနဲ့ဆက်ပြီးတော့ကုညီပေးမယ်အိမ်မှာငါးပိုင်နဲ့ငါပဲရှိတာဒီတညတော့လိုက်နာလိုက်ပေါ့မင်းယုံမပါဟုတ်ကဲ့ကျေးဇူးတင်ပါရှင်မနေ့ရောက်တော့မှပဲပန်းလန့်ရွာတကြီးအိမ်ကိုပို့ပေးမယ်စကားတို့ဟာတိတ်ဆိတ်သွားပြီးတော့မိုးကလည်းတိတ်လာပြီမလို့ကားကိုအရှိန်မြင့်လိုက်ပါတယ်တတီတီနဲ့ကားဟွန်းတန်ကြောင့်အိမ်ရှိတကားဝကနေမီးရင်တလုံးလင်းလာခဲ့ပါတယ်မနေ့ကျမှလာရောပေါ့ငတ်တူရအိမ်ကဆိုင်ခင်းထဲမှာမလို့ကားကိုခြံဝတ်မှာပဲထားခဲ့လိုက်ကွာနော်မိုးရွာထားတာမို့လမ်းလည်းဘွတ်ထားခြင်းတည်းမင်းရရလား ုတ်ကဲ့ဟမ်မင်းကမိမခိုးလာတာလားကွာဘာကြီးရဲ့စကားကြောင့်မျက်နှာပူသွားရကအာဘာကြီးကလည်းဗျာဒီမှာချမ်းနေပြီဗျာနောက်မှရှင်းပြမယ်အမျိုးသမီးလေးကခေါင်းငုံကနောက်မှလိုက်ပါလာပါတယ် အမျိုးသမီးအင်ကြီးဆိုလို့အမေပစ္စည်းတွေသာရှိတာမလို့အမေအင်ကြီးတွေထုတ်ပေးလိုက်ပါတယ်အမေအင်ကြီးဆိုမှယောက်ျားကြီးတံမဲ့မျက်ရည်များပင်ကျလာခဲ့ရပါသေးတယ်လွန်ခဲ့တဲ့၃ရက်ကမြို့ကနေပြန်အဖေရောမိဘအစည်းအဝေးမှာဆုံးမသွားပြီဖြစ်ပါတယ်တရားစခန်းကနေပြန်လာသူ့အကြိုပဲမဆောင်မနဲ့ကြုံရကားနဲ့လိုက်လာခြင်းဖြစ်ပါတယ်အခုလည်းသူ့ရဲ့အမေနဲ့အဖေတို့တွေရက်လယ်ဆွံ့ကြွေရန်ပစ္စည်းဝယ်လာရမှပြန်လာရင်များစောမှုဆိုတဲ့အမျိုးသမီးလေးနဲ့တွေ့ချင်းဖြစ်ပါတယ်ဆရာမသာဆိုတဲ့ကို့ဘာသာဘလို့ကြံလို့ကြံရင်မန်းတော်မသိဦးကြောင်ကြောင်နိုင်လာပါတယ်သူ့မိအင်ကြီးထုတ်ပေးလိုက်ရင်လည်းအခန်းတစ်ခန်းစ ီစဉ်ပေးလိုက်ပါတယ်။ဘာကြီးကိုလည်းအကြောင်းစုံရှင်းပြလိုက်တော့ထူးဆန်းတယ်ကွာ။ကိုဘာသာကိုဘမကြံခဲ့လို့ကြံခဲ့မှန်းတော့မသိဘူးဆိုတာဖြစ်နိုင်ရဲ့လားကွာ။အေးလေအစည်းအမ်းဖြစ်ပြီးအကြောက်လွန်သွားလို့တွားမိသွားရတွားနေမိတာများလား။မသိတော့ပါဘူးဗျာ။ဘိုက်တော့ပြီ။ ဟိုကထွက်လာပြီဗျ။ညစောမူကအဝတ်စားလဲပြီးတော့အခန်းထဲကထွက်လာပြီမလို့ဘာကြီးကညနေကချက်ထားတဲ့ထမင်းနဲ့ဟင်းကိုကျွေးလိုက်ပါတယ်။အရင်နောက်မှာတော့သူမအခန်းထဲပြန်ဝင်သွားတော့ဘာကြီးနဲ့ညီထွတ်တာကျန်ခဲ့ပါတယ်။ဘာကြီးကမေမေကိုဖြစ်ပါတယ်။မေမေတို့အက်ဆီဒန့်ဖြစ်တဲ့နေ့ကမေမေပါဝင်အားလုံး၅ယောက်သေတာမလို့ကျန်လူနာများကိုချက်ချင်းမျိုးစေးရုံကိုပို့တယ်လို့မျိုးတေဆုံးသူများကိုလည်းရင်ခွဲရုံကိုချက်ချင်းပို့ကမိသားစုအစုံလင်းရောက်လာတာနဲ့ချက်ချင်းတကြိုလိုက်ကြပါတယ်။ တခြားတည်ဆုံးသူများရဲ့အလောင်းများကိုလည်းမိသားစုမစုံသေးတာမို့လို့မတကြူသေးတာလည်းရှိပါတယ်။ဘာကြီးကနှလုံးမကောင်းတာမို့လို့မလိုက်စီတော့ဘဲနဲ့မိဘနှစ်ပါးရဲ့နောက်ဆုံးခရီးကိုညီထုတ်ကပဲဥဆောင်ဖြည့်ရှင်းခဲ့ပါတယ်။အားလုံးကတရားသမားမို့တရားနဲ့ဖြည့်သိမ့်နိုင်ကြပါမယ်လဲ။ရုတ်တရက်ကြီးခွဲသွားတဲ့မိဘနှစ်ပါးကြောင့်ရင်နာလာပါတယ်။သူတကူလည်းဆိုရင်လွင့်ညင်ရလွင့်နေမိမှဖြစ်ပေမဲ့ခြံနဲ့အလုတ်သမားတွေနဲ့ဘာကြီးတယောက်တည်းစိတ်မချပါဘူး။အဲ့ဒါအပြင်မိဘနှစ်ပါးတွေရက်လေဆွန်လေကြွေးရအောင်မို့လို့ပစ္စည်းဝယ်ကပြန်လာခဲ့ခြင်းဖြစ်ပါတယ်။ ကဲဗိုက်အိတ်ရအောင်ဗျာအေးအေးကောင်းပြီလေကွာညီတို့ကအိတ်ရတဲ့ရောက်ရုံရှိသေးတယ်ခွေးဥဒန်တွေကအဆက်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်ညီတို့အခန်းမြေုံထွက်လာတော့ဗိုက်လည်းမီးရင်တခုနဲ့အိမ်ရောက်ဘက်ကိုကြည့်နေပါတယ်ဘာဖြစ်တာလဲဗိုက်ရဲ့ဒီခွေးတွေကဘယ်ကလာလဲမသိဘူးထူးဆန်းနေဗျာအေးကွာငါလည်းထူးဆန်းနေရခုဆရာမလေးအခန်းဘက်ကိုဟောင်းနေကြတာကွာညီတို့ကမီးရင်တလုံးယူပြီးတော့အိမ်ရောက်ကိုစင်ကခွေးများကိုနှင်လွတ်လိုက်ပါတယ်မြတ်စောပြူအခန်းဘက်ကိုကြည့်လိုက်တော့ဟာ ။သပင်ဖားရနဲ့မျက်လုံးတောက်တောက်ကြီးကြောင့်လန်သွားရပါတယ်။နောက်တစ်ခါထပ်ကြည့်လိုက်တော့ပရင်းတကားကိုပိတ်လျက်ပင်တွေ့ရပါတယ်။ ငါမျက်စိမာတာပါလေကိုကိုကိုဖြစ်သေးရင်လည်းအိယာဝင်လိုက်မိပါတယ်အိမ်မက်ထဲမှာတော့မြာစောပြူကသူ့ရင်ဝင်ထဲကိုရောက်နေပြီးတော့သူပြုံးကြည့်နေရင်းကပဲမျက်နှာကြီးကတွေးအလိမ့်လိမ့်နဲ့ပြိုကျလာခဲ့ပါတယ်ညတို့ကလည်းအိမ်မက်ဆိုးကြောင့်အိမ်မရပဲနဲ့မနဲ့စောကြီးနိုးထလာခဲ့ရပါတယ်မြာစောပြူကိုပေးထားတဲ့အခန်းကလည်းတိတ်ဆိတ်လျက်ပင်ရှိပါသေးတယ်သူကကားထုတ်လိုက်ပြီးတော့ပန်းလာရွာစီကိုဥတည်လိုက်ပါတယ်မြာစောပြူကိစ္စနဲ့ပဲတိတ်မဝေးလာတာမို့လို့ခဏကြာမှတော့တကြီးအိမ်ကိုရောက်လာခဲ့ပါတယ်တကြီးကပြင်းပြင်းစင်စင်နဲ့တွေးရတာမို့လို့အပြင်သွားမဲ့ပုံပေါ်နေပါတယ်ဟာမောင်ညီတို့အတော်ပဲ ဲกว่าก้าล่ะงาတော့မလို့เอတကြီးอ่ะပဲလေဗျာဒီလိုกว่าဟိုနေ့อ่ะမင်းအမိနဲ့ဖေးအက်ဆီဒန့်ဖြစ်တာလေအဲ့ဒီမှာလူ9ယောက်ဆုံးတာกว่าငါတို့ရွာလာတဲ့ဆရာမလေးလည်းပါတယ်တဲ့သူမိဘတွေရောက်နေကြပြီလေกว่าငါတို့ရွာလူကြီးတွေစုပြီးတော့တွားရမှာပေါ့กว่าကိုရွာကိုလာလို့ဖြစ်တဲ့ကိစ္စဗျာဒါနဲ့ဆရာမဆိုတာဘယ်သူလဲသိလားဗျာမြာစောဖြူတဲ့ဗျာ ညီထွတ်ဟာအရှင်လက်လက်ကြီးမိုးချိုးပစ်ခံလေရတဲ့နဲ့ထုံကျင်သွားခဲ့ပါတယ်။ဘာဖြစ်တာလဲကွာ။ငါတို့လည်းစိတ်မကောင်းဖြစ်နေရပါတယ်ကွာ။ငါတို့ရွာတော့လည်းနစ်နာတယ်လေ။ကျွန်တော်ဘာပြောရမလဲမသိတော့ပါဘူး။ဒီလိုလို့ဗျာ။တကြီးကျုပ်အိမ်ကိုလိုက်ခဲ့ဗျာ။ဟေးခုရောက်လို့ရှိရင်ရှင်းသွားပါလိမ့်မယ်ဗျာ။မြာစောဖြူကမတည်သေးပါဘူးဗျာ။သူပြောလဲပြောတကြီးကိုအိမ်ခေါ်လာလိုက်ပါတယ်။ခြံထဲမှာဘာကြီးကိုလည်းခေါ်လိုက်ခါ။ဘိုင်းညာကျွန်တော်ခေါ်လာတဲ့ဆီယမမြာစောဖြူရောအိမ်နေတုန်းထင်တယ်ကွာ။သူ့အိမ်မို့စိတ်လှုပ်ရှားစွာတက်လာလိုက်ပြီးတော့ ညာစောပြူကိုပေးထားတဲ့အခန်းတကားကိုခောက်လိုက်ပါတယ်။အခန်းငါးပွင့်မလာတာမလို့တကားကိုဖြတ်လိုက်ပါတယ်။အဲဒီချိန်မှာပဲဂရင်ပေါ်မှာလမ်းမြင်လေရတာကညကထုတ်ပေးထားတဲ့အမေအင်ကြီးတစုံမှလွဲပြီးတော့ညာစောပြူရဲ့အဆနာပဲမတွေ့ရပါဘူး။တကြီးကိုလည်းညကညာစောပြူနဲ့သူတွေ့ခဲ့ပုံနဲ့အဆဆုံးကိုရှင်းပြလိုက်တဲ့အခါမှာတော့ အဲ့ဒါမြာစောဖြူမဖြစ်နိုင်ဘူးကွာမြာစောဖြူရဲ့ဝိညာဉ်ပဲဖြစ်လိမ့်မယ်ဒီထက်ရှင်းကျင်လို့ရှိရင်မောင်ရင်တို့တူကြီးမြို့ကိုလိုက်ခဲ့ပြီးတော့ဟေးအလောင်းကမတကြူရသေးဘူးကွယ်အဖြစ်ပြက်တွေကလည်းမယုံကြည်နိုင်တာမလို့တကြီးနဲ့တူမြို့ကိုလိုက်ခဲ့တဲ့အခါမှာတော့တကယ်ပင်တေဆုံးနေသူကမြာစောဖြူဖြစ်နေပါတယ်ဒါဆိုရင်ညကအမှန်တကယ်ညီတို့ခေါ်လာမိတဲ့သူကမြာစောဖြူဝိညာဉ်ပေးလို့တေချာတာကတော့သူ့ရှေ့မှာရှိနေတာကမြာစောဖြူရဲ့အလောင်းမင်ဖြစ်ပါတယ်ညီတို့ကမယုံကြည်နိုင်ခြင်းများစွာနဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ်အဖေအမေတို့အမြဝေရင်နဲ့မြာစောဖြူတို့ကအမြဝေပေးလိုက်ပါ ါတယ်။ညီတို့ကစမ်းကြလာတဲ့ရေစက်ကိုအံဩယုံမှာတပါအခြားမတက်နိုင်တော့ဘူး။ဇလန်းလေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်းလေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။မနေ့ပြန်နေမနေ့ပြန်နေမနေ့ပြန်နေဆိုတွေးပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲ။အရေးကြီးဆုံးကဒီကနေ့ပဲတင်ကိုယ်တိုင်တင်ကိုယ်တိုင်တိဆောက်ရလိမ့်မယ်။ တကူရေးစွမ်းဆောင်ရည်ပြီးသွားတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းပြင်သင်တန်းကြောင်းကြိုဆိုလိုက်ပါတယ်ဗျာကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကနေထိရောက်တဲ့သင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သင်ကြားပေးနေတဲ့သင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းသင်တန်းသားပေါင်းများစွာကိုသင်ကြားပေးနေတဲ့ဘဝအမှန်ကန်ချက်ရှိတဲ့တခုတည်းသောသင်တန်းကြောင့်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုပ် ုတ်ကင်မှာလားကိုပိုင်ဆိုင်ဖွင့်မှာလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြင်းနဲ့ရွေးချယ်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်။နေကလာတက်ကြမယ်တင်တဲ့သားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်အစားတင်တဲ့ကပဲစီစဉ်ပေးပါလိမ့်မယ်။ကျန်တဲ့သိကျင်သေးတဲ့အသေးစိတ်အချက်လက်တွေကိုတော့ profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ရဲ့ Facebook page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။စိတ်ကူးအိမ်မက်တွေကိုဖန်တီးပုံဖော်နိုင်မဲ့တင်တဲ့အစီမိုဘိုင်းဖုန်းမြင်တင်တဲ့မှာဆို profit